ားလုံးမင်္ဂလာပါကျမဆရာမင်းဒီကရေတပည့်ဆရာမစီစဉ်ဝရီပါတနင်္ဂနွေတာတမီများအားလုံးမင်္ဂလာပါရှင်ငါးလပိုင်း23ရက်2025မှငါးလပိုင်း29ရက်2025တွင်တနင်္ဂနွေတာတမီများအားလုံးတို့တပတ်တာကံကျမဖြစ်ပါတယ်မိမိကိုယ်တိုင်စိတ်တိုင်းမကြခြင်းသူတစ်ပါးကိုအလိုမကြခြင်းဖြစ်နေတတ်ပါတယ်စီးပွားတက်မလို့လို့နဲ့နှောင့်နှေးနေတတ်ပါတယ်ရှင် အလုံးလုံးသမျှအလွဲလွဲချက်ချက်ဖြစ်နေတတ်ပါတယ်ကျဲအထက်လူကြီးဆရာတမားများနဲ့လည်းအဆင်မပြေသလိုလက်အောင်ငယ်သားများနဲ့လည်းပြဿနာနည်းငယ်တွေ့ရတတ်ပါတယ်ခင်မင်းရင်းနှီးသောသူများနဲ့လမ်းခွဲရတတ်ပါတယ်ရှင်မိသည်ပစ္စည်းမှအချင်းငါမလုပ်ပါနဲ့ယခုချိန်မှာဆုံးရှုံးမှုများတတ်ပါတယ်ရှင်ဘုံတကူကြည့်သူရဲ့မာဇာမှုခံရတာချင်းလူမျိုးသားမှကိုင်ညီမှုရတာချင်းများဖြစ်တတ်ပါတယ်။သီဒါ ဖနက်ဖောင်းဒိန်းမြေစသည်များဝင်တတ်ပါတယ်ဝန်ထမ်းဖြစ်ပါကအလုံးမထွကျင်သေးသေးလည်းဖြစ်နေတတ်ပါတယ်နောက်လောက်ကအဆင်မပြေတတ်သောကြောင့်အလုံးလက်မဲ့ဖြစ်တတ်ပါတယ်ယခုလက်ရှိလုပ်တည်နေမကြခင်အဆင်ပြေသွားပါလိမ့်မယ်ရေတွင်ရေကန်တူရခြင်းသုံးမဟုတ်ရေဒါနပြုရခြင်းများပြုလုပ်ရတတ်ပါတယ်မိမိကိုယ်ခွေရပါတာမှာဘာသာရေးများပို့ပြီးလုပ်ပေးပါဆက်ဆက်အဆင်ပြေချုံးမအောင်မြင်သွားပါလိမ့်မယ် စီးပွားရေးအထယ်လေးလျောင်းဝယ်ရေးလုပ်ငန်းပွဲစားမျိုးမျိုးအလှပြင်ဆိုင်အလှကွန်အမှုပညာနှင့်ပတ်သက်သောလုပ်ငန်းများအမှုပညာရှင်များတိတ်အဆင်ပြေဖြစ်နေသောအချိန်ကာလဖြစ်ပါရဲ့ရှင်။အရေးကြီးကိစ္စသွားလို့လည်းနေကောင်ဆောင်မေးပွဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့ရွှေဝါရဝယ်စားဝယ်ဆင်ပြီးသွားပါ။အဆဆရာအဆင်ပြေကြောမောအောင်မြင်ပါလိမ့်မယ်။အခြေရေးအဆက်အသွယ်များ အတူးနဲ့တူအစ်စ်တင်မရဖြစ်နေတတ်ပါတယ်ရှင်အိမ်တော်ရေပုံမှန်တိုင်းသွားတူလာတူဖြစ်နေရပါလိမ့်မယ်ကျမကြီးခြေလက်ထုံကျင်နေတတ်ပါတယ်ရှင်အကျိုးပေးကဏ္ဍ98ခုံဖြစ်ပါတယ်ရတရားအိမ်ပြားမှာပေါင်မုံထောပတ်တော့၅ချက်ကတ်လို့စုတောင်းရင်မိတ်ဆွေများကိုပေါင်မုံထောပတ်တော့ဒါနပြုခြင်းလျှောက်ငယ်သားများကိုကျွေးမွေးခြင်းပြုလို့လိုက်ပါ ။ဒီနေ့ကလေးသာသမီများလို့စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါလိမ့်ရှင်။ဒီနေ့လသာသမီများလုံးမင်္ဂလာပါရှင်။9လပိုင်း23ရက်2025မှာ9လပိုင်း29ရက်2025အတွင်းဒီနေ့လသာသမီများလုံးတဲ့တပတ်တာကံကျင်မှာဖြစ်ပါတယ်။အလူတန်းတစ်ခုခုပြုလို့ရပါလိမ့်မယ်။ငွေစုလက်ပုံလိုက်လဲဝင်တတ်ပါတယ်။အိမ်ဝင်ခြင်းကားအစ်ဝင်ခြင်းဖြစ်တတ်ပါတယ်။ ယခင်ကအတင်းနဲ့မခေါ်မပြောအဆင်မပြေဖြစ်ခဲ့သူနဲ့လည်းတင်းမြတ်အဆင်ပြေပါလိမ့်မယ်။အလုပ်တွေစိတ်မပါတလို့ဖြစ်နေတတ်ခြင်းအလုပ်ပြောင်းလို့ခြင်းဖြစ်ခြင်းရာထူးတက်ခြင်းထိပေါက်တတ်ခြင်းဖြစ်တတ်ပါတယ်။အထစ်လူကြီးချက်သမားနဲ့အဆင်ပြေနေတော့လဲလုပ်ဖို့ကံပေးကြောင်စိတ်နှောက်ရှင်နေစဉ်ဆိုလိုတခုမဟုတ်တခုကြောင်စိတ်ညစ်စရာစိတ်ပြစ်စရာများ တွေ့ရတတ်ပါတယ်။လူမျိုးကြားကူညီမှုရတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်နေတဲ့ခက်ခဲတွေ့ရတတ်ပါတယ်။ရွှေထွက်တတ်ခြင်း၊ရွှေတွေ့စကားပြောရတတ်ခြင်းလည်းဖြစ်တတ်ပါတယ်။မြေအမွေကိစ္စလည်းစကားပြောရတတ်ပါတယ်ရှင်။ငွေဝင်ခြင်း၊ခြေနှချောင်းဝင်ခြင်း၊ကြောင်းမြေရနာဝင်ခြင်းများဖြစ်တတ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းခြင်းများစွာရှိနေတဲ့စီတော်ချိန်ကာလဖြစ်ပါတယ်။ဈေးပွားရေး၊ငွေလွှဲလုပ်ငန်း၊ကားနဲ့ပတ်သက်သောလုပ်ငန်း၊ပွဲစား၊ပေးပြောင်းနိုင်ရွယ် စာရေးကိရိယာစာပုံနဲ့တဲ့လုပ်ငန်းရှင်များအယောင်ဝယ်ကောင်းမွန်ပြီးဈေးပွားတင်နေတော့ချိန်ကာလဖြစ်ပါတယ်ရှင်။အရေးကြီးကိစ္စသွားလို့တင်ကောင်စာမေးဝေးအင်တာဗျူးများသွားရောက်ဖြည့်ဆို့စရာရှိရင်တော့လည်းအဖြူရောင်ဝယ်စားဝတ်ဆင်ပြီးသွားပါအဆဆရာအဆင်ပြေကြောမောအောင်မြင်ပါလိမ့်မယ်ရှင်။အချစ်ရေမင်္ဂလာလက်ထပ်ပွဲများပြုလုပ်ရတတ်ပါတယ်။အိမ်တော်ရင်မိသားစုခီးထွေးရတတ်ပါတယ်။ပျော်ရွှင်သောခီးလည်းဖြစ်တတ်ပါတယ်ရှင်။ကျမ်းမာရေးစီအောင်ရင်စီးကျင်ရင်ဖြစ်တတ်ပါတယ်။ အကျိုးပေးကဏ္ဍခွန်26ဖြစ်ပါလေရှင်အိမ်ဖျားမှာရေရယာအိမ်ဖျားမှာနန်းကြီးတို့ကတ်လို့စတောင်းခြင်းမိစေများကိုနန်းကြီးတို့ဒါနာပြုခြင်းလျှောင်းငယ်သားများကိုကျွေးမွေးခြင်းပြုလုပ်လိုက်ပါတနင်္လာသားသမီးများလို့စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါလေရှင်အင်္ဂါသားသမီးများအားလုံးမင်္ဂလာပါရှင်။၅လပိုင်း23ရက်2025မှာ ၅လပိုင်း29ရက်2025တွင်အင်္ဂါသတိများအလုံးတွင်တပတ်တာကံကြမ္မာဖြစ်ပါတယ်။စိတ်ပင်မင်းကြီးလူပင်မင်းကြီးဖြစ်တတ်ပါတယ်။ပညာတစ်ခုခုတင်ရတတ်ပါတယ်။အထက်လူကြီးချက်ဓမ္မကူညီမှုရတတ်ပါတယ်။ဘာသာရေးနဲ့ပတ်သက်သောပစ္စည်းများရောက်လာတတ်ပါတယ်။ရွှေဝင်ခြင်း၊အမွေရခြင်း၊ဖုန်း၊ကွန်ပျူတာ၊မြေဝင်တတ်ပါတယ်။အလုပ်ကိစ္စတစ်ခုကိုနှစ်ကြိမ်၊နှစ်ခါပြုလုပ်နေရတတ်ပါတယ်။ တမီတသမီးရှိကအင်္ဂါထွက်တတ်ပါလေရှင်ငွေကြေးဆုံးရှုံးမှုဖြစ်နေကြုံရတတ်ပါလေငွေဝင်တော်လဲအထွေများနေတတ်ပါလေရှင်အေးကြီးစာရဲစာရန်များပျောက်တတ်ခြင်းမိမိခန္ဓာကိုယ်ပင်မနှွမ်းတဲ့လိုခံစားနေရတတ်ခြင်းဘာသာစာအရသာမရှိတဲ့လိုခံစားဖြစ်နေတတ်ပါလေရှင်မူတာခြင်းကျမ်းမာရင်ညံ့တော်ရေစေးုံတရားတော်တည်င်းလဲကြားရတတ်ပါလေနိုင်ငံခြားနဲ့ပတ်သက်သောကိစ္စကတော့တည်င်းကောင်းကြားရတတ်ပါလေနိုင်ငံခြားဆိုင်ပတ်သက်သော လုပ်ငန်းများလုပ်ထားပါကအစစရအောင်မြင်ပါလိမ့်မယ်စီးပွားရေးသီးပနန်းနိုင်ရောင်းဝယ်ရေးလုပ်ငန်း TV ရောင်းဝယ်ရေးလုပ်ငန်းဓာတ်ကြီးဒီဇယ်ရောင်းဝယ်ရေးလုပ်ငန်းများနှောင့်နှေးနေသောအချိန်ကာလဖြစ်ပါတယ်အရေးကြီးကိစ္စသွားလို့လင်းတော့ဆောင်ပေးဝယ်အင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့ကောင်ခရမ်းရောက်ပါတော့ဝယ်စားဝယ်ဆင်ပြီးသွားပါအစစရာအစဉ်ပြေကြောမောအောင်မြင်ပါလိမ့်မယ်ရှင်အချစ်ရဲ့ချစ်သူရည်စားတဲ့စကားပြောအစစ်မပြေဖြစ်နေတတ်ပါတယ် ိန်းနောင်ရေးအပြန်လန်ဖေးမကူညီမှုများနဲ့အဆင်ပြေနေပါလိမ့်မယ်ကျမရေးခားမြင့်ခြင်းခြေောက်မြင့်ခြင်း ဖြစ်တတ်ပါတယ်အကျိုးပေးကနန်း25လေးဖြစ်ပါတယ်ရှင်ရရအိမ်ဖျားမှာထောပတ်တမင်ကတ်လူစတောင်းခြင်းမိတ်ဆွေများကိုထောပတ်တမင်ဒါနပြုခြင်းလျောင်းငယ်သားများကို ကျေးမွေးခြင်းပြုလုပ်လိုက်ပါအင်္ဂါသတ္တမိများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်။ ဗုဒ္ဓတာသမီများအလုံးမင်္ဂလာပါရှင်။၅လပိုင်း23ရက်2025မှာ၅လပိုင်း29ရက်2025အတွင်းဗုဒ္ဓဟူတာသမီများအတွက်တပတ်တာကံကျင်မှာဖြစ်ပါတယ်။အိမ်သစ်ဝင်ခြင်း၊လုပ်ငန်းသစ်လုပ်ရန်ပေါ်လာတတ်ခြင်း၊အလုပ်ကံတိုးတက်ခြင်း၊ငရဲသူဖြစ်ပါကအိမ်အောင်ကြတတ်ပါတယ်ရှင်။လူများ၏အထင်ကြီးချက်လည်းခံရတတ်ပါတယ်။ဖျားဖူးကြီးလည်းတွားရတတ်ပါတယ်ရှင်။တကုတ်ကုခံရတတ်ပါတယ်။တွားလာတတိထားပါ။အိမ်နောက်ဖေး အိမ်နောက်ဖေးလည်းပြင်စင်ရန်ပြင်စင်ရတတ်ပါတယ်ခင်မင်းကြီးသောမိတ်ဆွေနဲ့မိတ်ပြတတ်ပါတယ်ပြောဆိုတည်ထားပါအိမ်နောက်ရှင်ဖြစ်ပါကတာသမီရတတ်ပါတယ်ရှင်မိမိထွက်ထားသောစစ်ပြောင်းဝင်လာတတ်ပါတယ်ငွေကြောင့်စိတ်အနေငယ်အဲတော့ကရရတတ်ပါတယ်မိမိရစရာမရပဲကြာကြံ့ကြာနေတတ်ပါတယ်ရှင်ကြောင်းမြင့်နာမှာအဲကြောက်ထွက်တတ်တာထွက်ကြတတ်ပါတယ်ခွေးကြောင်ထွက်တတ်ပါတယ်ရှင် အလုတ်တွင်ရန်ပေါ်တတ်ပါတယ်သတိထားပါစီးပွားရေးအိမ်ပွဲစားများဟိုတယ်နဲ့ခီးသွားလုပ်ငန်းများပွဲစားမျိုးမျိုးစားတောက်ဆိုင်စားတောက်ကိုစုစည်းလုပ်ငန်းရှင်များအယောင်းဝယ်ကောင်းမွန်နေသောအချိန်ကာလဖြစ်ပါလေရှင်အရေးကြီးကိစ္စတော်လို့လင်းတော်တော့ဆာမေဝေအင်တာမီများတော်ရောက်ဖြစ်ဆိုစရာရှိရင်တော်တော့အစိမ်းရောင်ပါတော့ဝယ်စားဝယ်စင်ပြီးတော့ပါအဆက်ဆက်ရာအစဉ်ပြေချောမောအောင်မြင်ပါလိမ့်မယ် အချစ်ရေမင်္ဂလာရဲ့အနေငယ်အပြောင်းလဲရှိတတ်ပါတယ်ရှင်အိမ်တော်ရေစစ်စစ်ခင်ခင်ပြောပြောရှင်းရှင်းနေရတော့ချိန်ကာလဖြစ်ပါတယ်ကျမရေအစားမခြင်းဘန်းအောင်ခြင်းဖြစ်တတ်ပါတယ်အကျိုးပေးကနန်း165ဖြစ်ပါတယ်ရှင်ရေတရားအိမ်ဖျားမှာလက်ဖက်တုံနဲ့ဖျားဆွတော့ကပ်ပါမေတ္တာမိတ်ဆွေများကိုလပည့်တော်ဒါနာပြုခြင်းလေအောင်ငယ်သားများကိုလပည့်တော်ကျွေးမွေးခြင်းပြုလုပ်လိုက်ပါရှင်။ ဗုဒ္ဓဟူးသတိများအားလုံးစိတ်ကျမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရဆန္ဒပြေဝကြပါသည်ရှင်။ဇာသပိသတိများအားလုံးမင်္ဂလာပါရှင်။ငါးလပိုင်း23ရက်2025မှာငါးလပိုင်း29ရက်2025တွင်ဇာသပိသတိများအားလုံးတွင်တပတ်တာကံကြမှာဟောကြားပေးမှာဖြစ်ပါတယ်။စီပွားတစ်တို့အချိန်ဖြစ်နေပါတယ်။အလုတ်ကိုင်းအောင်မြင်ခြင်းခီး လည်းရှိပါတယ်ပြည်တွင်းပြည်ပခရီးနှမျိုးစုံလည်းဖြစ်တတ်ပါတယ်အစိုးရဝန်ထမ်းဖြစ်ပါကယာလူတစ်ချင်းလာသာတူချင်းဘောနာရချင်းများဖြစ်တတ်ပါလည်းရှင်မိတ်ဆွေကောင်းမိတ်ဆွေသင်များလည်းတွေ့ရတတ်ပါတယ်ငွေရှာရလွယ်ကူနေသောအချင်းကိုပြောလို့ရပါတယ်ရှင်ငွေများစွာအဝင်ထွက်များခြင်းရွှေမျိုးမိတ်ဆွေများကိုပြည့်စုံဆောင်ရှောင်းနိုင်သောအချိန်ကာလဖြစ်ပါတယ် တင်နန်းတစ်ခုခုတရားရခြင်းပညာသင်ကြားနေသူဖြစ်ကပညာရင်းနဲ့ပတ်သက်သောထောက်ပံ့မြင်ညာရတဲ့ခြင်းပညာထူးချွန်သောအမြင်သောအချိန်ဖြစ်နေတတ်ပါရဲ့အလုတ်တွင်အနှဲငယ်တိုက်ခံတွေ့ရခြင်းရံများနေတတ်ခြင်းစကားများခြင်းများလည်းဖြစ်တတ်ပါရဲ့စိတ်ဝင်ခြင်းအိမ်မိမိတွေ့အရေးကြီးသောစာရောက်လာခြင်းများလည်းဖြစ်တတ်ပါရဲ့စီးပွားရေးမုံမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းမြေရောင်းဝယ်ရေးစားတောက်ဆိုင်စားတောက်ကုန်စေးဆိုင် စစ်စည်းလုပ်ငန်းကားလုပ်ငန်းများအောင်မြင်နေသောအချိန်ကာလဖြစ်ပါတယ်။အရေးကြီးကိစ္စသွားလို့လင်းတော့ဆောင်းမေးဝဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့လည်းကောင်းစင်စွေရောဝယ်စားဝယ်ဆင်ပြီးသွားပါအဆက်ဆက်ရအဆင်ပြေချောမောင်းအောင်မြင်ပါလိမ့်မယ်။အချစ်ရစ်တူရီးစားရတတ်ပါတယ်စိတ်ချမ်းသာရတော့သဘောကောင်းတော့သူဖြစ်ပါလိမ့်မယ်ရှင်။အိမ်တော်ရေးအဆက်ဆက်ရအဆင်ပြေနေသောအချိန်ဖြစ်ပါတယ်ရှင်။ကျမ်းမာရေးနှလုံးရောဂါဖြစ်တတ်ပါတယ်။ ိတ်ထိခိုက်စရာဝမ်းသာစရာဝမ်းနည်းစရာများကျုံလာရင်တရိထားပါအကျိုးပေးကနန်း9 3ဖြစ်ပါလေရှင်ရေရရာအင်ဖျားမှာပေါမုံနိုဇန်ကတ်လူစတောင်းရင်မိစေများကိုမိပေါမုံနိုဇန်တဏပြုခြင်းလျောင်းငယ်သားများကိုကျွေးမွေးခြင်းပြုလုပ်လိုက်ပါကြာသပရိသသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရဆန္ဒပြေဝကြပါလိမ့်ရှင်။တောက်ကြသသမီးများအားလုံးမင်္ဂလာပါရှင်။ 9လပိုင်း23ရက်2025မှ9လပိုင်း29ရက်2025အတွင်းတောက်ကြသားသမီးများအလုံးတွင်တပတ်တာခံကြမှာဟောကြားပေးမှာဖြစ်ပါတယ်။လုပ်ငန်းသစ်များစတင်ပြုလုပ်ရတတ်ခြင်း၊လေရင်ခရီးပျော်ရွှင်သောခရီးသွားတတ်ခြင်း၊စီးပွားတက်ခြင်း၊လုံသမန်အောင်မြင်နေသောအချိန်ကာလဖြစ်ပါတယ်။ဝင်များလဲစစ်တိုက်ဝင်နေပါလိမ့်မယ်။အလူမင်္ဂလာဆောင်များလဲပြုလုပ်ပေးရတတ်ပါတယ်။မိမိကိုယ်တိုင်လဲစမ်းပွင့်နေသောအချိန်ကာလဖြစ်ပါတယ်။အိမ်အောင်ရှင်ဖြစ်ပါကအထူးသတိထားရပါလိမ့်မယ်။ အိမ်ဆောင်ရေးပစ်ပစ္စည်းတက်ပါတယ်အပြိုလူပြိုဖြစ်ပါကအိမ်ဆောင်ရှင်များ၏စိတ်ဝင်စားခြင်းပို့ပြီးတော့အားကောင်းနေပါတယ်တေချာစုံစမ်းလေ့လာပါရွှေဝင်းရင်ဘုရားပုံတော်များရောက်လာတဲ့ခြင်းရောက်ပြီးကစီပါပို့တက်ပါလိမ့်မယ်အထက်လူဆက်သမားဤကုညီမှုများလည်းရတတ်ပါတယ်သို့တော့လက်ရောက်ငယ်သားမောင်ညီမငယ်များအတွက်စိတ်ညစ်စရာနဲ့အနေငယ်တွေ့ရတတ်ပါတယ် စ္စာတိုင်းသာလည်းရတတ်ပါတယ်မိတ်ဆွေနဲ့လည်းလမ်းခွဲရတတ်ပါတယ်မြေကိစ္စစကားပြောရတတ်ပါတယ်ရှင်စီးပွားရေးအလှပြင်ဆိုင်အလှကုန်ရွှေဆိုင်အေးဆိုင်ရစ်ဆိုင်ဘီယာဆိုင်ငွေလဲလုံငါကားလုံငန်းများစီးပွားတဲ့အောင်မြင်နေသောအချိန်ကာလဖြစ်ပါတယ်ရှင်။အရေးကြီးကိစ္စသွားလို့နေရာရှိရင်တော့ဇမေဝင်အင်တာဗျူးများတွားရောက်ဖြေဆိုစရာရှိရင်တော့အပြာရင်ရဝယ်စားဝယ်စင်ပြီးတွားပါ အစောစရာအရှင်ပြည်ချောမောအောင်မြင်ပါလိမ့်မယ်ရှင်။အချစ်စမ်းလွန်ကောင်းနေသောကြောင့်ချစ်သူများဝမ်းဝမ်းလင်းနေခြင်းဖြစ်ပါတယ်။အိမ်တော်ရေးတည်ချားမိခြင်းဖြစ်ပါတယ်။ဆွဆွဲလဲခံရတတ်ပါတယ်။တစ်ဖက်တည်းမိမိကိုစိတ်ဝင်စားနေသူရှိနေတတ်ပါတယ်ရှင်။ကျမရေးသွားဒုက္ခပေးခြင်းသွေးပေါင်ကြခြင်းဖြစ်တတ်ပါတယ်။ အကျိုးပေးကနန်နှစ်တရှိဖြစ်ပါတယ်ရှင်ရေတရားအိမ်ဖျားမှာကြာဇံကြီးကတ်လူစတောင်းရှင်မိစေများကိုကြာဇံကြီးဒါနာပြုခြင်းလဲအောင်ငယ်စားများကိုကြာဇံကြီးကျွေးခြင်းပြုလုပ်လိုက်ပါတောက်ကြသတိပြုများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမချင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝါကြပါတယ်ရှင်စနေသားသမီးများအားလုံးမင်္ဂလာပါရှင်ငါးလပိုင်း23ရက်2025မှာငါးလပိုင်း29ရက်2025တွင်စနေသားသမီးများအားလုံးအတွက် တပတ်တာကံကြမ္မာဖြစ်ပါတယ်ဟောကြားပေးမှာဖြစ်ပါတယ်စစ်ပစ္စည်းဝင်ခြင်းဆိုင်ဝင်ခြင်းဆိုင်ကယ်ဝင်ခြင်းစိန်ပစ္စည်းဝင်ခြင်းများဖြစ်တတ်ပါတယ်အလုပ်သစ်လုပ်ရန်လည်းဖြစ်နေတတ်ပါတယ်ထီလည်းအနှဲငယ်ပေါက်တတ်ပါတယ်လုပ်ငန်းတိုးချဲ့ရန်အကြောင်းပေါ်လာတတ်ပါတယ်မတိုးချဲ့တင့်သေးသောအချိန်ကာလဖြစ်ပါတယ်လက်ရှိအလုပ်တင်တာ ပုံမှန်တိုင်းစလစ်လုပ်ကြမှာဟိုဟာလို့ရကောင်းနုံနုံဒီဟာလို့ရကောင်းနုံနုံလည်းအချိန်ကုန်နေတတ်ပါတယ်။လောင်းကစားမလုပ်ပါနဲ့ချင်းဆုံးရှုံးမှုများပါလိမ့်မယ်။ လူမျိုးကြားလဲအောင်ငယ်သားများအကျိုးပြုပါလိမ့်မယ်ခင်မင်သူမိတ်ဆွေမိမိကိုဒုက္ခပေးတတ်ပါတယ်သတိထားပါငွေလဲလူလင်ခံရတတ်ပါတယ်တမိရှိကအင်္ဂါထွက်သွားတတ်ခြင်းတာရှိကကျမရင်ညံ့တင်ဖြစ်နေတတ်ပါတယ်ယခုချိန်တွင်မေတ္တာများများပို့သခြင်းဘာသာရေးသူပြုလို့ရလို့ပါတယ်မိမိကိုယ်ကိုရဘာသာမှဘာသာရေးပို့ပြီးလုပ်ပေးပါအညံ့များအညံ့များပြောက်ပြီးကံကောင်းခြင်းများရောက်လာပါလိမ့်မယ်ရှင်ဒီပါရေး သတ္တဆိုင်သတ္တကုံစာရေးကိရိယာစေးတိုင်းစပုံလေးတိုင်းတိုက်တာဥဝင်ရောင်းဝယ်လုပ်ငန်းများအယောင်းဝင်နောက်အနေငယ်နောက်နေနေပါလိမ့်မယ်ရှင်။အရေးကြီးကိစ္စသွားလို့နေရာရှိရင်တော့စံပေဝင်အင်တာဗျူးများသွားရောက်ဖြေဆိုနေရာရှိရင်တော့ခဲပြော့ရာဝက်စားဝယ်စင်ပြီးတော့ပါအစစရာအစင်ပြေချုံးမအောင်မြင်ပါလိမ့်မယ်။အချီစစရာအစင်ပြေနေတော့အချိန်ကာလဖြစ်ပါတယ်။အင်တာဗျူးတူးနဲ့တူးအပြန်လာအပေးနေရတတ်ပါတယ်ရှင်။ ကျမရေခြေထောက်မှာတန်ရတတ်ပါတယ်အကျိုးပေးကဏ္ဍ3 1ခွန်ဖြစ်ပါတယ်ရှင်ရေရရာအိမ်ပြားမှာနိုဒမင်းကတ်လို့ဆိုတောင်းရင်မိခြင်းများအောင်နိုဒမင်းဒါနပြုခြင်းလျောင်းငယ်သားများကိုကျွေးမွေးခြင်းပြုလုပ်လိုက်ပါစနေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာသနာပြေဝကြပါစေရှင်ဒီမှာတော့အမေရိကန်နိုင်ငံတက်ဆစ်ပြည်နယ်ဒါလဲမြန်မာနေထိုင်ပြီးဘေးရင်ဟောကြားနေသူဖြစ်ပါတယ်ရခင်2009ခုနှစ်မှာစပြီးစ ရွှေဗီဒီယို website တွင်အပတ်စဉ်လစဉ်ဗီဒီယိုဟောသတင်းများကိုထည့်သွင်းဟောကြားခဲ့မှုပါတယ်။ဒီ website မှာဥအောင်သောယခုအော်စတြေးလျနိုင်ငံနေထိုင်သူနဲ့ဩစတေးဩစတေးမကိုကင်ကြီးတို့လည်းအထူးကျေးဇူးတင်ပါတယ်။နောက်ပြီး2006ခုနှစ်တွင်ဗမာနိုင်ငံမြန်မာနိုင်ငံမှစင်ကာပူသို့ပထမကြိမ်သွားရောက်ဟောကြားခဲ့မှုပါတယ်။2009ခုနှစ်တွင်မလေးရှားမှတဆင့် သင်္ကပူသို့ဒုတိယကြိမ်သွားရောက်ဟောကြားခဲ့ပူပါတယ်2008ခုနှစ်မှစပြီးမလေးရှားနိုင်ငံကလန်းမြို့နန်းတိုက်ပရုံမှာမြန်မာစားတောက်ဆိုင်တွင်နေစဉ်ခုနှစ်သတိမြင့်များအတွက်ဗေဒင်များသွားရောက်ဟောကြားပြီးဟောကြားခဲ့ပါတယ်နန်းတိုက်ပရုံမှာမှသောတောက်ဆိုင်မှာဥပိတာရောမိသားစုအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်မလေးရှားနိုင်ငံမှာထုတ်ဝေသောခေါလောင်းတောင် ခေါင်းလန်းတန်စားဆောင်မိုးကျိုးစားဆောင်အေယာဝရီစားဆောင်စားဆောင်30မှာလဲအပတ်စဉ်တိုင်းကိုနေတသမီးများအတွက်ဟောဒရံများကိုထည့်သွင်းဟောကြားခဲ့ပူပါတယ်။ယခုဖုန်းနဲ့မိနေကြတော့နိုင်ငံများမှာစင်ကာပူမလေးရှားထိုင်းဩစတြေးလျကိုရီးယားဂျပန်အီတလီနဲ့အမေရိကန်နိုင်ငံပြည်မှပြည်နယ်90မှာပေးရင်မိတ်ဆွေဟောင်းများမိတ်ဆွေတင်များအားလုံး စိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစီရှင်အဲဒီကုကျမကိုဘေးရင်မေးလိုပါကစစ်သွယ်ရန်ဖုန်းနံပါတ်214962431ဖြစ်ပါတယ်ရှင်ကဘာသူကဘာသားများအလုံးမြန်မာပြည်သူမြန်မာပြည်သားများအလုံးခொနေတပ်တိမိများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည်သူမြေကောင်းကျိုးလူရဆန္ဒပြေဝကြပါသည်ရှင်ကျမရဲ့ YouTube channel မှာကျမရဲ့ဟောစကားကို အပတ်စဉ်တိုင်း like share subscribe များပြုလုပ်ပေးကြတော့မိတ်ဆွေများအားလုံးကိုလည်းတရောက်မကြမ်းအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီမရေ Facebook page မှာ page မှာပတ်စဉ်တောက်ကြနေတိုင်းဟောဒရန်များထည့်တင်ထားပါတယ်။ဒီမကို like share subscribe များလုပ်ပေးသူများလည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်။ခွန်ဒါသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်။